thank you

Those who sacrifice like offerings honor me. And to the blameless I will show my salvation. God bless you all. အလုံးမင်္ဂလာပါအာဘာပြားတခင်ကုန်ကျေးဇူးချီးမွမ်းပါတယ်လို့ပြီးခဲ့တဲ့ပတ်ကဆရာအောင်လင်းတန်းကသူ့ရဲ့တရားဟောချက်ခေါင်းစဉ်မှတ်မိကြသေးလားမသိဘူး အာသူကလည်းဗမာလူကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဘုံတော်ဖြစ်ပါတယ်ဆိုတော့ချမကြည့်လိုက်တော့ဟဲ့နော်ခြေပြီးတဲ့ကြံပြိုက်ကလည်းတူတယ်ဒါပေမဲ့အင်္ဂလိပ်လိုနည်းနည်း क्वे သွားသူက give thanks and God's glory ပေါ့နော်သူကဒါပေမဲ့ကျွန်တော်ကတော့ thanksgiving and glory ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အာဘုရားရဲ့ဘုံတော်ဆိုတာကိုကျွန်တော်တို့ဒီနေ့ဆင်ခြင်ဖို့ဖြစ်ပါတယ်ကနကျွန်တော်တို့အမျိုးသားတွေက ီချင်းမဆိုတတ်လို့တော့မဟုတ်ဘူးပေါ့နော်ဆိုတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘုရားသခင်နှုတ်ကပတ်တော်ကိုပို့ပြီးတော့မှအလေးနဲ့ထားတဲ့အတွက်တယောက်ပြီးတယောက်ဒါကျင့်စရာလည်းမလိုဘူးလေနော်ဒါအကောင်းဆုံးနည်းလမ်းပေါ့နော်ဆိုတော့တယောက်ပြီးတော့ဆိုရွတ်သွားတဲ့နေရာမှာကျွန်တော်ရဲ့စိတ်ကိုဖန်ဆာလိုက်တဲ့ကြမ်းပိုက်တစ်ပိုက်ထွက်လာတယ်နော်အာ ဖြစ်ချင်းတော့ဒီတမိုက်ကိုရွတ်တဲ့သူကကျွန်တော်သမက်ဖြစ်နေမျက်နာလိုက်တယ်ဒါပေမဲ့ကျွန်တော်ခွဲလို့မရဘူးဘာလို့လဲပေါ်တော့ဟိုကပြီးကိုကျော်စောလင်းလာကိုမိုက်ကလာကျွန်တော်ချိန်ချင်းတော့ဆုံးကြတော့အော်ဒီဘက်ကိုလာတယ်ဆိုတော့ဟိုဘက်ကဆိုတော့ဒါကိုစိုင်းအောင်မယ်ဆိုတော့သူ့ရဲ့သူ့ຈမ်းပိုက်လေးကိုကျွန်တော်ကယူပြီးတော့တောင်းလိုက်တယ်သူဖတ်သွားတဲ့ຈမ်းစာကတော့အများသောသူတို့သည်တဲ့ဂျေဇုတော်ကိုချီးမွမ်းသည်နှင့် ထိုကြွယ်ဝသောကျေးဇူးတော်သည်တဲ့ဖျားသခင်ဤဘုံသေးတော်ကိုတဲ့ထင်ရှားစေမိအကြောင်းနဲ့ခတ်သိမ်းသောအရာတို့သည်တဲ့တင်တို့အဖို့လို့ငါဖြစ်တည်းတဲ့ဘာတိပဲနော်အဲ့တော့အင်္ဂလိပ်ကျမ်းစာကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာ all this is for your benefits အားလုံးဟာကျွန်တော်တို့အကျိုးကျေးဇူးဒီနိုင်ငံမှာ benefit စကားပြောနော်အလုံးလုံး benefit ဘယ်လောက်ရမယ်နော် all this is for your benefits that so that the grace grace ရာဗမာလူလည်းကျေးဇူးတော်အဲ့အင်္ဂလိပ်မှာတော့ကွဲတယ် the grace နော်ဘုရားသခင်ရဲ့ကျေးဇူးတော်ဟာတဲ့ that is reaching more and more people အဲ့တော့ကျင်းစုတော်ကတနေ့တနေ့လူတွေရှိကိုပို့ပြီးတော့မှရောက်လာခုနကျွန်တော်တို့ခရိယအတိုင်းဝင်နေမကောက်အပြင်ပေါ့နော်ခုနကိုကျော်စောလေးတို့မိသားစုဆိုတာလုံးဝ totally ဒီခရိယ background မှုပဲနဲ့ဘုရားသခင်အော့ဖို့ရရွေးကောက်တဲ့အခွင့်ကျင်းစုတော်ကအဲ့ဒီလိုပေါ့နော် more and more rich reaching no it's reaching more and more people may cost it ဘာဖြစ်စီလဲဆိုရင်ねနော် thanksgiving to overflow the glory of God. အဲ့တော့ဘုရားသခင်ရဲ့အာကျေးဇူးတော်တွေဟာပို့ပြီးတော့လူတွေရှိကိုပြန့်နှံ့ပြီးတော့ရောက်ရှိသွားခြင်းအဖြစ်နဲ့เนาะဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းတွေဟာပြည့်စုံလာပြီးတော့မှဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ရန်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကြားလိုက်တဲ့ခါမှာ hallelujah ပေါ့เนาะဘုရားသခင်ရဲ့ကျေးဇူးတော် ကြီးချောင်းကိုကျွန်တော်တီးမှဝန်ခံပါတယ်ဒီနေ့ကတော့အချိန်နဲ့တိတ်မရှိတော့ကျွန်တော်တူတူပဲပြောမှာเนาะအဲ့တော့ခုနဆန်လန်90အငယ်နဲ့အငယ်23မှာကျေးဇူးတော်ချီးမွမ်းခြင်းရစ် ကိုဂူဇော်တော်သူသည်ငါ့ဘုံကိုထင်ရှားစေတယ်လို့ပြောတယ်ဟုတ်ဓမ္မသစ်မှာတော့ give thank give thank give thanks ပဲပြောပါတယ်ဒါပေမဲ့ဆန်လန်90ကကျေးဇူးတော်ချီးမွမ်းခြင်းရစ်ဆိုရယ် the sacrifice of thanksgiving ဆိုတာပါလာတယ်။အဲ့တော့ခေါင်းထဲမှာအင်္ဂလိပ်စာလုံးသုံးခုကို phrase လုပ်ကြည့်အောင်နော်။ thanksgiving, sacrifice and then uh glory ဒီသုံးခုကိုကျွန်တော်တို့နေရာကြည့်အောင်။အဲ့တော့ကျေးဇူးတော်ချီးမွမ်းခြင်းကကျွန်တော်တို့အားလုံးနားလည်တာပဲ။ကျွန်တော်တို့လည်းနေ့တိုင်းကျေးဇူးတင်နေဘုရားသခင် thank you lord thank you jesus ဒါနေ့တိုင်းကျွန်တော်တို့ပြောနေတဲ့အရာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းခြင်း ဒါပေမဲ့သူကရစ်လို့ဘာလို့ထည့်လိုက်လဲဆိုတာအရေးကြီးတယ်။အဲကြောင့်ဆို Jewish sacrifice ယူဒာရဲ့ယေပုဇော်ကြီးကတချို့လဲ9မျိုးပြောတယ်တချို့လဲ6မျိုးပြောတယ်ပေါ့။အဲ့ဒီထဲထဲမှာဘာပါလဲဆိုတော့ Thanksgiving offering ဆိုတာပါတယ်။ Leviticus 7မှာပါတယ်။သူကတော့ဘာလဲဆိုရင်ね gratitude for specific blessing ဘုရားသခင်ကကိုယ်ပေါ်မှာပြုလုပ်တဲ့တကယ်ကိုတည်တည်တန်တန်အထူး ဖြစ်တဲ့ဂျေဇုတော်အရာတွေကိုချီးမွမ်းတယ်အဲ့တော့ယစ်လို့ပြောတဲ့ခါမှာယစ်ကအိမ်မျိုးမျိုးရှိတယ်ဟာလားအသီးနိုင်နေရှိတယ်နောက်ပြီးလို့ရှိရင်အဂျုံမုံတို့ဆန်မုံတို့ဂရိန်းပေါ့နော်ဒါတွေလည်းပါတယ်တရိษံနေပေါ့နော်ခင်တရားစာအိုးနွားအထီအငိုးအမျိုးစုံ variety ပါတယ်အဲ့တော့တချို့ကအပြစ်ဖြေရရည်လို့ပြောတယ်တချို့ကတော့ကျေးဇူးတော်ချီးမွမ်းရရည်ဥမာ အာကိုခံရတဲ့ကျေးဇူးအပေါ်မှာအနည်းများပေါ့နော်ကျွန်တော်တို့ကတခါလေအကြီးကောင်တွေကိုတတ်နိုင်တတ်နိုင်လို့အကောင်ကြီးကြီးကြီးခေါင်းကြီးမင်္ဂလာကြီးနေအကောင်ကြီးကြီးပေါ့နောက်တစ်ခုကတော့ဗါရဲဆိုတော့အပြစ်ဖြေရရေးကလည်းဒီတိုင်းပဲအပြစ်ကြီးရင်ကြီးလို့အကောင်လည်းဖြစ်သွားတယ်ကြီးသွားတယ်ပေါ့အပြစ်နေတယ်ဆိုရင်တော့စာကလေးပေါ့နော်ပြီးလို့ရှိရင်ဂျိုးငှက်လေးတွေပြီးတဲ့ပြီးတော့ခုအပြစ်ကြီးလာလို့ အဲ့တော့ယေရှုရဲ့ချီးမွမ်းရာရရှိတဲ့အပြည့်ဖြင့်ရာရရှိတယ်အဲ့တော့ဒီကောင်းထဲမှာအဲ့ဒီထဲမှာကျွန်တော်တနည်းအား commentary ကိုဖတ်တဲ့အခါဘာပါလဲဒီလား money လေးပါတယ်ဂျူးတွေရဲ့ sacrifice ထဲမှာပစံလေးပါတယ်ကြောင့်ညာကျွန်တော်စိတ်ထဲမှာထင်တာတော့အသီးနှံနေတိရစ္ဆာန်နေငှက်တွေပါမဟုတ်ဘူးတဲ့ includes money ပစံလေးပါတယ်တဲ့အဲ့တော့ပါတဲ့ခါမှာတဲ့ အဲ့တော့ပစ္စံလို့ဘာလို့ထားလိုက်ပေါ့နော် burn offering လို့ပြောတဲ့ခါမှာဒါကခုနရစ်ကောင်တွေကိုဒီခါလေးလုံးဝမီးရှို့လိုက်တယ်မီးရှို့လိုက်တယ်ဒါကဘုရားအတွက်ပဲတချို့တချို့ဟို sacrifice တွေကအာ priest တွေပဲစားတာရှိတယ်အဲ့တော့ only peace offering ဆိုတာပြန်လေသိမြတ်ဖို့အတွက်လုပ်တဲ့ offering ကပဲလူတိုင်းစားလို့ရတယ် ရစ်ပူဇော်ခြင်းဖြစ်တယ်အဲ့တော့အဲ့မှာကြီးတဲ့ခါမှာဘာတွေ့လဲလို့ပြောတဲ့ခါမှာရစ်ကောင်ဟာရစ်ကသူများအတွက် for others အဲ့တော့ပြည်သူကမင်းဟာနော်ကျေးဇူးတော်ချီးမွမ်းရစ်ကိုပူဇော်မယ်လို့ပြောတဲ့ခါမှာ Romans 12မှာနော်ငါတို့ဒီတဲ့ living sacrifice အသက်ရှင်သောပူဇော်တကဖြစ်ရမယ်အဲ့တော့အသက်ရှင်တဲ့ပူဇော်တကနဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုနှစ်ခုဆက်လိုက်တဲ့အခါမှာခမားဖျားသခင်ကိုကျေးဇူးတင်တယ်လို့ပြောလိုက်တာနဲ့ခမားရဲ့အသက်တာရစ်ကောင်ရစ်ဖြစ်နေဖျားသခင်ကိုပေးဆက်ဖို့ for god and for others အဲ့ဒီအဲ့ဒါကိုမြေပြောချင်တာကြားလာဒီနေ့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းတယ်လို့ပြောတဲ့အခါကိုနဲ့ကိုမိသားစုနဲ့ thanksgiving ဆိုရင် the family fair ဘာဘလူးမသွားနေချက်ချက်သွားဖို့မလို့ကိုယ့်အနေကိုဆိုတဲ့ mentality ကဒီနိုင်ငံမှာ ဖြစ်လာတာတွေ့ရတယ်အဲ့တော့မဟုတ်ဘူးကျွန်တော်တို့ဘုရားကကောင်းချီးပေးတယ်ဘုရားကကျွန်တော်တို့ပေါ်မှာကျေးဇူးပြုတယ်ဘုရားရဲ့ကျေးဇူးတော်တွေခရုဏာတော်တွေမထိုက်တတ်မင်းနဲ့ခံစားရတော့ကျွန်တော်တို့တိမောက်ဝန်ခံပြီးတော့မှကျွန်တော်တို့ကိုယ်ခံတာကျွန်တော်တို့အသက်တာကိုကျွန်တော်တို့ as a living sacrifice အဖြစ်နဲ့ဘာကြောင့် living လို့ပြောလဲဆိုတော့ most of the sacrifice in the old testament အကုန်လုံးသိပါလားသူသတ်ပါတ်အကုန်လုံးသတ်တာပြီးွားရင်အသက်ဆက်ရှင်စရာအကြောင်းမရှိဘူး ဩလူကမဟုတ်တော့ဘူးငါတို့ကတည်သွားတာကျွန်တော်အမြဲတမ်းပြောတယ်စာဒုစာရန်စင်ကခရစ်တော်အတွက်အသက်ရှင်တာနဲ့ခရစ်တော်အတွက်အသိခဏဘယ်ဟာလွယ်တယ်ဘယ်ဟာခက်လဲလို့ပြောတဲ့အခါခရစ်တော်အတွက်အသက်ရှင်တာဘူးခက်တယ်ခရစ်တော်ကိုယုံလို့တိုင်းတနက်နဲ့ပြစ်တိုင်း is be why it's just a minute or second be why ဘာမှပြဿနာမရှိဒါပေမဲ့ခရစ်တော်အတွက်အသက်ရှင်ရမယ်ဒီကျွန်တော်နောက်နေ့အတွက်တီးမှုစွတ်တောင်းစွတ်တောင်းစွတ်တောင်းနဲ့ ဘုရားသခင်ကျွန်တော်ဖွင့်ပြတယ်စာလုံးထဲမှာပါတဲ့ဟာလေးတွေပါပြန်သုံးလို့ရဘူးเนาะဒါကုတိုင်ကြီးစဉ်းစားထားဘူးเนาะကုဆိုင်တော်နဲ့ဘုရားသခင်ကပါပြောဆို to be like Christ ဆိုတဲ့ topic ဖြစ်တယ် for the next year to be like Christ the efficient form မှာပါတယ်ကျွန်တော်တို့ဘုရားသခင်ကသူကဲတော့ဘုရားသခင်က in his own image. ဘာဝရမှာဖန်ဆင်းတဲ့ကပါလေ။ရင်သစ်အောင်အီမေ့ချ်ဖျားရဲ့ပုံတန်တော်နဲ့အညီဖန်ဆင်းလိုက်တာ။ဘာလို့ရဖလိုက်လို့မလဲသူ့ရဖလိုက်လို့ပေါ့။ဒါတော့တို့တွေးတယ်ငါဖျားတခင်ကိုတွေးတာနဲ့အတူတူပဲ။ဒါပေမဲ့အပြစ်ကနော်။ဒါကြောင့် God form us. Sin deform us. Religion inform us. Only Christ transform us. And a general that the young general to be like Christ, general thing with the Nari, Lamin it the Nilum, the nigger to God be the glory, now need the Nilum. The other thing, do that at that time. Now, general, sit down and one of the Nisa, Pamira general, the Nilum, eh? A good Jesu to your glory, a good November Lati Yau Navy, Jesu to your Kunjama Kunu, Christmas at Tishini, glory, ah. ဲ့တော့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်တဲ့လူဟာငါရဲ့ဘုံကိုထင်ရှားစေတယ်လို့ပြောတဲ့အခါအဓိကကဘာလဲဆိုကျွန်တော်တို့ဘုရားကိုကျေးဇူးတင်တဲ့စိတ်ဓာတ်ပေါ့နော်နှလုံးသား a thankful heart or grateful heart အဲ့ဒါအရင်ဆုံးအရေးကြီးတယ်တကယ်မစိတ်ထဲမှာနှစ်နှစ်ခါကဘုရားသခင်ကိုကျေးဇူးတင်သလား ဘုရားသခင်ရဲ့ကျေးဇူးတွေကောင်းကြီးမင်္ဂလာတွေကျွန်တော်တို့တက်တာမှာရှိရလားနော်ဒီနေ့ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာဝန်ခံပြီးတော့မှဒီနေ့ဘုရားကုပ္ပမကျွန်တော်အမြဲတမ်းပြောတဲ့ဟာလေးဒါကတော့ကျွန်တော်ကခေါင်းထဲမှာထည့်ထားနော်အမြဲတမ်းကျေးဇူးရှိတယ်နော်ဘုရားကျေးဇူးတွေရှိတယ်လူကျေးဇူးတွေလည်းရှိတယ်နှုတ်ဆောင်မှခြင်းလက်ဆောင်မှခြင်း အလုစားဘူးသူယေရှုမှစားပြီမိဘယေရှုဆရာတော်ယေရှုယေရှုရဲ့မြားယေရှုရှိတာဒါမဲ့ယေရှုရှိနိုင်အဲ့ယေရှုကိုကျွန်တော်တို့တည်မှာတည်မှာတည်တာနေလည်းရှိတယ်မတည်တာနေလည်းရှိတယ်မတည်ကြောင်ဆောင်းတာနေလည်းရှိတယ်နော် ignore လုပ်တာနေရှိတယ်ယေရှုရှိတယ်အဲ့ရှိတဲ့ယေရှုကိုတည်ဖို့လိုတယ်အဲ့ယေရှုရှိကြောင်းကိုတည်ုံနေမကဘူးဝန်ခံဖို့လိုတယ် အယောင်ကျမ်းစာထဲမှာကျေးဇူးတော်ကြီးလာပါသည်ဟုဝန်ခံရဲ့ဘုရားသခင်ရဲ့တတိုင်းတော်တွေကိုဝင်ပါတဲ့ကိုတော်ပိမန်တို့ရောက်လာနေကိုတော်ကျေးဇူးတော်ကြီးပါတယ်ဆိုတဲ့သီစိတ်တန်းနေ Pride နာမနာရှိတယ်ကဘယ်တော့မှသူတမကုပ္ပမှာကျေးဇူးရှိရစွာမသိဘူးဝန်ခံ Pride အာဒါငါကြောင့် credit ကသူ့ကိုပဲပြီးတယ်ကျွန်တော်တနည်းအေးရထားတဲ့ကစာလုံးသုံးလုံးဘုရားသခင်ဖွင့်ပြတခုလာပါလဲဆိုတော့ appreciation လို့ခေါ်တယ်ကျွန်တော်တို့ဂျေဇုတင်တာပေါ့နော်နော်ဂျေဇုတင်တာ appreciate လုပ်တယ် pastor appreciation ဒီဆရာတို့အမှုတော်ဆောင်တို့ဂျေဇုတင်တယ် okay ဒုတိယက recognition okay ဂျေဇုရှိတယ်ဒါပေမဲ့ကျွန်တော်ကတိမှဝန်ခံဖို့လုပ်တယ်အော်အဖေဂျေဇုအမေဂျေဇုအသင်းတော်ဂျေဇု ဘုရားသခင်ဂျေဇူးကတော့ပြောမနေနဲ့တော့ကြီးဆုံးမဲ့တော့ကိုနာကျွန်တော်ပြောပြီးအသက်ရှင်နေတော့ကောင်းထာဝရအသက်ကယ်တင်ခြင်းပေးဒီဂျေဇူးတွေကဘလို့မှဖုံထားလို့လည်းမရဘူးနော်နောက်ဆုံးကဘာလဲဆိုတော့တန်ဖိုးထားခြင်းဆရာကတော့နဲ့ကျွန်တော်တို့တင်မြားနှောက်ပေါ့နော်စကားပြောကြတော့ပေါ့စကားပြောတာအနေပြင်းထန်တာလည်းရှိတယ်မပြင်းထန်တာလည်းရှိတယ်ပေါ့သူကျွန်တော်ကိုပြောတဲ့စကားတခုကတော့တခါလေး ယောက်ျားတွေကကိုယ်စနီးတွေရဲ့တန်ဖိုးကောင်းမြတ်ခြင်းကို appreciate မလုပ်တာတွေရှိတယ်အသိမှမပြုတာတွေရှိတယ်သူသုံးတဲ့စကားတော့ဘာပြော dead you're lost ရှင်းရှုံးမယ်တလောက်ကောင်းမြတ်တဲ့ဇနီးပေးထားတယ်ဒါမှမဟုတ်လေကောင်းမြတ်တဲ့ယောက်ျားပေးထားဒါမှမဟုတ်လေကောင်းမြတ်တဲ့မိဘတွေကိုပေးထားဒါမှမဟုတ်ကောင်းမြတ်တဲ့သားသမီးတွေကိုပေးထားတာကျွန်တော်တို့က appreciate မလုပ်ဘူးအသိမှမပြုဘူး တန်ဖိုးမသိရင်လည်း death your loss ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုပဲနေ့ပြားတဲ့ကခရစ်စမတ်မှာလာတော့မယ်နော်တော့ကသားတွေချစ်တို့အပြစ်ကနေကယ်တင်ဖို့လာတဲ့ဖျားကိုဂယူလည်းမဆိုင်ဘူးအတီးမှလည်းမပြူလက်လည်းမခိုင် death your loss နော်ခါလိကြရင်တလောက်ဧဝံဂေလိတရားနဲ့မေတ္တာနဲ့ပြောတာလက်မခံတော့ loser တီးပေါ့နော်စိတ်ဆိုးလို့ဟေးဘာမှလုပ်နေတော့အဲ့ဒါသူတို့အားလုံး go to hell ပဲပေါ့ ဒီမှာပဲအလုံးကြီးရဲသွားမှာပဲမဟုတ်မဟုတ်နော်ကျွန်တော်တို့ကဖျားသခင်ရဲ့အာမေတ္တာနဲ့ကျေးဇူးတော်ခံစားရတဲ့ခါမှာဒီနေ့ဖျားကျေးဇူးတွေရှိတယ်လူကျေးဇူးရှိတယ်အဲ့ဒါကိုသိဖို့လိုတယ်ဝန်ခံဖို့လိုတယ်နော်ပြီးလို့ရှိရင်တဲ့ကျမ်းစာထဲမှာလူတော်ကျေးဇူးတင်တယ်တဲ့ thank you လို့ပြောတယ်ဖျားတော်ကျေးဇူးတော်ချီးမွမ်းတယ် give thanks ຈັ່ງສາດີໃດມາປີຢູ່ສາລັນຊາງານໃນພະຍາທະຄິນປິວແລະເຈຊູອະລົງສົງໂຫແລະອະເບເດໂຕປ່ຽນສາຍຫາມແລະມີເດນໍບຸດທະກໍບອກແລະງາແຍອະມີແຍນູດລົງບູດອງງາເຈຊູສັດດາບໍ່ຈີເດຫູໂຕບອກແລະຕູຕີແດເຈຊູໂຕជីတယ်များတယ်ဆက်လို့မကုန်ဘူးနော်ဒီနေရာမှာဂျေဇုဆက်တာနဲ့ဂျေဇုတုံ့ပြန်နေဆိုတာခက်စင်စင်ပဲ ဘယ်လိုကျေးဇူးဆက်မလဲဖျားအတွက်အသက်ရှင်မယ်ဖျားကိုပေးလူမယ်မှစားပြီပေါ့နော်ဘယ်လိုပုံစံနဲ့ကျွန်တော်တို့ဖျားအဲ့တော့ခုနတန်းစားကဘာပြောလဲဆာလန်90ရာကျေးဇူးတော်ချီးမွမ်းခြင်းရစ်နဲ့ညာဆက်မယ်ကိုကိုကို as a living sacrifice thanksgiving offering ဖြစ်နေဖျားအတွက်အပြားအတွက် ျွန်တော်တို့ကျွန်တော်တို့ပြန်နေပြီးတော့မှပေးဆက်ပြီးတော့မှအသက်ရှင်တဲ့အခါမှာတဲ့အဲ့ဒီအသက်တာဘုရားဘုံထင်ရှားစေတဲ့အသက်တာဖြစ်တယ်။အဲ့တော့ယေရှုဆက်မယ်ယေရှုတုံ့ပြန်မယ်ဒါဆိုဘုရားငါ့ကိုယေရှုပြုတ်ဘူးတယ်ပေါ့နော်ကျွန်တော်တို့အာဣသရာရဲ့ယောက်ျားအာရှေယူဟာသူအိတ်လိုမြိုင်နဲ့ပစ္စည်း record လိုက်နေတဲ့သူရဲ့မိန်းမရဲ့ဦးလေးမော်ဒကဲ့ သူ့ပုံမှန်ဂျေဇုပြုထားတယ် life saving เนาะ assassination plot ကိုတည်ပြီးတော့ပြုတင်ပြောလိုက်တော့ဟာငါသူ့ဘာမှဂျေဇုမပြုရသေးဘူးလားငါပုံမှန်တကယ်ဂျေဇုရှင်အသက်တခင်အဲ့ဒါနဲ့ပြန်ပြီးတော့မှကဲဒါဆိုရင်ဘယ်လိုဂျေဇုဆိုက်ရမလဲပေါ့เนาะပါပြီးတော့မှသူရဲ့ပညာရှိကြီးကိုမေးတယ်เนาะပညာရှိကြီးကိုမေးတယ်เนาะအဲ့တော့ပြောပြချင်တာဒီနေ့ကျွန်တော်တို့ပြန်စဉ်းစားပါငါ့ကိုဂျေဇုတွေဖခင်ဂျေဇုဘယ်လိုဆက်မလဲလူတွေဂျေဇု 那所有巴利苏语里边讲到过，耶稣比乌啊，印尼讲到嘛，good deeds 都讲到，耶稣比乌啊。那耶稣比乌呢，苏拉，Go，耶稣比乌呢，路拜过来，耶稣比乌阿德拜，那耶稣萨达同点啊，Go，巴马，耶稣没比乌呢，到阿爸马来，才那罗阿，耶稣比乌，才那罗阿达同点。嗯嘛，Good Samaritan。 တမန်တိုက်ပြီးတော့ရိုက်ပြီးတော့လဲတဲ့လူဟာ तू နဲ့မသိဘူးအမျိုးလည်းမတော်ဘူးတငယ်ချင်းလည်းမဟုတ်ဘူးဘောဆိုးတာက तू ရဲ့ယန်သူ Jew तू က Samaritan ဒီကောင်းကြီးခါတာကောင်းတယ်ဆိုပြီးတော့ပြစ်ထားဖို့ပဲ तू Jew ချင်းချင်းတော့ဘုံကြီး Levi မကြည့်ဘူး Jew Samaritan အနေသားကြီးပဲဒါမင်းနှလုံးသားထဲမှာ full of compassion တနာစိတ်ရှိတယ်သူသွားပြီးတော့တိတိကြီးနဲ့ကူညီတာနော်သူအချိန်ပုတ်တယ်အလုတ်ပြက်တယ်နော်ပြီးရင်ပစံကုန်းနဲ့ခီးစိတ်မလောက်လို့သူပါပြောတယ်အကျွေးထားပါပြန်လာမှကြံတဲ့ဟာလေးကျွန်တော်ပေးပါမယ်အဲ့ဒါဘုရားသခင်အလိုရှိတဲ့ယေရှုပြုခြင်းဖြစ်တယ်အဲ့ဒီယေရှုပြုတဲ့အသက်တာအဖြစ်ဘုရားဘုံထင်ရှားတယ်နော်ဘုရားသခင်သူ့နာမည်မသိဘူးဒါပေမဲ့ခရစ်တော်တော်အဲ့ဒီ incident ကိုနမူနာဖြစ်နေပြောရ အဲ့တော့ဒီနေ့ချစ်တော်ညီကိုမမပေါင်းလို့ကျွန်တော်တို့အသက်တာမှာဒီနေ့ပြန်ပြီးတော့မှစင်ကျင်စဉ်းစားဖို့ဖြစ်ပါတယ်ဒီမှာကျွန်တော်စင်ကျင်နဲ့လူလူစင်ရောက်တန်ဒါဘတ်စကိုဖျားတဲ့ခရစ်တော်ပြအောင်လုပ်ပြီးရတော့အလုံးတည်တယ်ဒါဘာမှအဲ့တော့စင်ရောက်တဲ့မှာပြန်ပြီးတော့ဂျေဇုတို့ချီးမွမ်းတာဘလောက်ပဲရှိလဲဒီအဘယ်ဖြစ်ကျွန်တော်အဲ့ဒါလေစမာတန်ဖြစ်နေတယ် ကျမကြီးလူဖြစ်နေအဲ့တော့ကိုရောက်ပဲမှလဲတဲ့ဘုရားသခင်အမေးတယ်ညီးတယ်အဲ့နဲ့ကျွန်တော်ဒီကျမ်းစာလေးကိုကျွန်တော်ဖတ်တဲ့အခါမှာ new king james version မှာဖတ်တွေ့တယ်ဘာကြီးထားလဲ where there not any found who return to give glory to god except this foreigner ဒီဒီဒီတပည့်မျိုးသားက <laughs> လွှဲပြီးတော့ကြံနဲ့ကိုးရောက်တဲ့ကလာပြီးတော့ငါ့ကိုကျေးဇူးတင်ပြီးတော့မှကျေးဇူးတင်တယ်ဆိုတာ you you thanks to မပြောတော့ to give glory to God လို့သုံးတာဘုရားရဲ့ဘုန်းတော်လားချီးမွမ်းတဲ့လူမရှိဘူးလားတဲ့ he said this one this foreigner အဲ့တော့ပြောပြနေတာဂျူးတွေဟာငါတို့ဘုရားနိုင်ငံရဲ့လူမျိုးတော့ဘုရားကောင်းကြီးရတယ်လို့ပြောပြီးတော့ပျောက်ကင်းသွားတဲ့ခါတခါတည်း ကြည့်ရတာတော့အိမ်တန်းပြန်တာပေါ့နော်။ဘာကြောင့်ဆိုတော့လူနာဖြစ်တဲ့အတွက်လေပယ်ကိုလိုနီမှာနေပြီးတော့မိသားစုတွေနှစ်ပေါင်းလာဆောင်များစွာခွဲခွာပြီးခုတက်ရှင်းသွားပြီးသူစတဖိကိတ်ရပြီးအိမ်ပြန်နေလို့ရသွားပြီ။တခြားမှုတန်းပြန်တဲ့လူတွေရှိရှိမယ်။ဒါပေမဲ့ဒီတယောက်ကမမိဘူးနော်။ပြန်ရှုပြန်လာတယ်ကုတော့ယေရှုတင်တယ် Thank you ။အဲ့ဒီအသက်တာဘုရားပုံထင်ရှားစေတဲ့အသက်တာဖြစ်တယ်။အဲ့တော့ဘုရားကသူ့ဘုံထင်ရှားစေဖို့ရန်အတွက်ကျွန်တော်တို့ယေရှုပြုတယ်။ကောင်းကြီးပေးတယ်။ အဲ့တော့ဘုရားကကိုယ်ကောင်းကြီးပေးတယ်ကျေးဇူးပြုတာကိုသိပြီးတော့ဘုရားကျေးဇူးတော်ချီးမွမ်းရင်အဲ့ဒီချီးမွမ်းတဲ့အသက်တာအဖြစ်ဘုရားဘုန်းတော်ထင်ရှားတယ်။ तू က cycle သွားနေတာတနည်းအားဖြင့်မှရက်သွားတာမဟုတ်နော်အဲ့တော့ကျွန်တော်တို့ကိုဘုရားသူ့ဘုန်းထင်ရှားဖို့ကျွန်တော်တို့ကောင်းကြီးပေးတယ်ကျေးဇူးပြုတယ်အဲ့တော့ကျွန်တော်တို့ကခံစားပြီးတော့မှဘုရားကိုကျေးဇူးမတင်တော့ဘူးဆိုရင်ဘုရားဘုန်းတော်ထင်ရှားခြင်းနဲ့ရက်နေမှာကောင်းကျွန်များတို့ရဲ့ခံစားမိကောင်းကြီးမိမှာ ਨੇ ရားရဲ့ယေရှုပြုခြင်းတွေပါရက်သွားနေတယ်။ဒါပေမဲ့လူကဟာ <laughs> it's okay fine ငါတို့အစဉ်ပြေနေတာပဲဆိုတော့ blessing are not just only blessing from god say then she are လာရီကောင်းကြီးမိင်္ဂလာတွေပါဖြစ်တယ်။ညာရဲ့ဟာဒီသား just better တော့ hey hallelujah ကောင်းတယ်။စုမတောင်းတော့ကောင်းတယ်အလူငယ်မပြေးတော့ဟာကောင်းတယ်။ဖြောင်းတော့တိတ်မယုံတော့ကောင်းတယ်ကောင်းတယ် automatically ခင်ဗျာတကြောင်ခရစ်တော်ပြောမိင်္ဂလာပဲမှမရှိ you are automatically against me does it ဲ့တော့ဒီနေ့ဒီမှာကျွန်တော်ရမယ်ပေါ့နော်ကျမ်းစာပြောတယ်ယေရှုရဲ့ချီးမွမ်းခြင်းရစ်ကိုပူဇော်တဲ့လူဟာငါရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့သူ ဖြစ်တယ်လို့ပေါ်ပြတဲ့ခါမှာဒီနေ့ကျွန်တော်တို့အသက်တာကိုကျွန်တော်ပြန်ပြီးတော့မှစင်ကျင်ပြီးတော့မှဆရာတယောက်ကတော့ရေးတဲ့အဲ့ကျမ်းစာကို commentary လုပ်တဲ့လူက thankful heart and righteous living အဲ့နှစ်ခုက combine ဖြစ်ရကျေးဇူးတော်ချီးမွမ်းတဲ့နှလုံးသားပဲရှိပြီးတော့မှဘုရားသခင်အလိုတော်ရှိတဲ့အသက်တာနဲ့အသက်မရှိရင်လေအဲ့ဒီအသက်တာဘုံတော်မထင်ရှားစေနိုင်ဘူးဒီနေ့ယေပူဇော်တိုင်းဘုရားလက်ခံတာမဟုတ်နော်အဇိုင်းဝမ်ကိုချက်တော်ဝောင်းဖိုင်းအင်းတို့ငါ့ကိုယူလာတဲ့အဲ့ဒီဟိုအစီရီအနှစ်တည်းအသွေးငါယွန်းရှာတယ်တဲ့ မင်းတို့လာဇာနဲ့ဥပုံနဲ့ rituals ကယွန်းရှာတယ်မုန်းတယ်မင်းတို့ငါ့ကိုမျက်နှာပြိုင်ငါမကြည့်မင်းတို့လက်ဝါးပြိုင်ငါလှဲ့နေမယ်မင်းတို့ရဲ့ရစ်တွေမှာဘာဖြစ်လို့လဲမင်းတို့လက်ကအသွေးနဲ့ပြည်တယ်မပောင်းမမှန်မကောင်းမတန့်ရှင်းဒါကြောင့်မို့ forget it မင်းတို့ရဲ့ရစ်ပူဇော်ခြင်းတွေကလက်မခံဘူးဘလောက်ပဲပူဇော်ပူဇော်ဘလောက်ပဲချီးမွမ်းချီးမွမ်းဖျားဘုံမတင်ရှာဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာ နော်ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းခြင်းချီးမွမ်းယူတတ်တတ်မှုပဲ ਨੇ ရစ်ဖြစ်နေကျွန်တော်တို့အသက်တာကိုဘုရားသခင်အတွက်ပေးဆက်တဲ့အခါမှာဘုရားသခင်ဘုန်းတော်ကိုထင်ရှားစီမယ်ဆိုတော့ကျွန်တော်တို့အားလုံးနားလည်ပြီးတော့မှဒီနေ့ကျေးဇူးတော်ချီးမွမ်းခြင်းဟာတကယ်ပဲအနှစ်သာရရှိတဲ့အတိတ်ပဲရှိတဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်စီဘူးရန်အားလုံးအားပေးပါတယ်တတိပိနှိုးဆော်ပါတယ်အားလုံးပြားခြင်း ကောင်းကြီးပေးပါစေ။ကျွန်တော်ကျမတို့အတီးတီပေါ်တွင်ပဋိဒံတော်လဲကျွဲဝါစွာသောကောင်းကြီးမင်္ဂလာဂျေဇုတော်များတို့ထက်ဆင်၍တောင်းတောင်းလည်းရှိတော်မူသောဖာဖျားခင်မြတ်တာတော်သာတော်ယေရှုခရစ်တော်ဖျား၏ဂျေဇုတော်နဲ့အရှင်သောဝိညာဉ်တော်ဖျား၏ညီတဲ့ဝမ်းမြောက်ခြင်းကြမ်းမှခြင်းသူဂျေဇုပေါင်းတို့သည်ဒီနေ့ဖျားရှိသူတို့ရှိ၌အတ္တပန်းခရိယန်တို့ရဲ့ထိမ်မြန်းခြင်းမှုကိုပြုခဲ့တော်ကိုကြော်စော်လေးမှမိမိတို့ ဇနီးမောင်နှံနဲ့မိသားစုအသက်တာပေါ်တွင်တော်လကောင်းယနေ့လာရောက်ကြတဲ့ကျွန်တော်တို့အားလုံးတို့ဤပေါ်တွင်အခုမှစားရောက်၍ကာလအစဉ်မပြတ်တည်ရောက်တည်ရှိတော်မူပါစေတော်အာမင်